ဒီကနေ့မနက်ပိုင်းမှာတန်လျင်တက်နယ်အမှတ်သုံးရေတပ်စစ်ခန်းတရားမှာကျင်းပပြုလုပ်တဲ့တက်မတော်ရေးရဲ့စစ်ရေးရင်များတက်တော်ဝင်ချင်းခန်းနာကိုတက်မတော်ကာဝေးဦးစည်းချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်းနဲ့ဇနီးတို့တက်ရောက်ကြပါတယ်။အဆိုပါခန်းနာကိုတက်မတော်ကာဝေးဦးစည်းချုပ်နဲ့အတူတက်မတော်ကာဝေးဦးစည်းချုပ်ရုံမှဗိုလ်ချုပ်ကြီးလှထိတ်ဝင်းနဲ့ဇနီးကာဝေးဦးစည်းချုပ်ရေဗိုလ်ချုပ်ကြီးညံထွန်းနဲ့ဇနီးကာဝေးဦးစည်းချုပ်လေဗိုလ်ချုပ်ကြီးမြတ်ဟိန်းနဲ့ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တမတော်ရာရှိကြီးများရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှုနယ်စနီးတန်လျင်တက်နယ်မှတပ်မိသားစုဝင်များတက်ရောက်ကြပါသည်။ ပထမဦးစွာတမတော်ကာဝေးဦးစည်းချုပ်သည်အဖွဲ့ဝင်များလိုက်ပါပြီးတက်တော်ဝင်ချင်းခန္ဓာကျင်းပပြုလုပ်တဲ့နေရာကိုရောက်ရှိလာပြီးနောက်အခမ်းအနားမှုကခန္ဓာအစီအစဉ်အားပြင်ညာပါတယ်။ အဲ့ဒီနောက်စေဦးစီးရရှိချုပ်ရေဗိုလ်ချုပ်သူရသက်ဆွေကတပ်တော်ဝင်ခန်းနား၌ပတ်သက်ပြီးရှင်းလင်းတင်ပြပါရစေ။ ဲ့ဒီနောက်ရေတက်တင်မောခြင်းဌာနချုပ်မှုကစီရီရင်များနဲ့ပတ်သက်တဲ့စာပြစာရမ်းများကိုတာဝန်ရှိသူတဦးထံသို့ပေးရပါတယ်။အဲ့ဒီနောက်တမတော်ကာဝေးဦးစည်းချုပ်ထံသို့ကာဝေးဦးစည်းချုပ်ကြီးကတတ်တော်ဝင်ခန္ဓာအထိမ့်မှဖြစ်စီရီရင် ပုံစံငယ်အားကာရဝပြုပေးရပါတယ်။ အရင်နောက်စေဦးစီးရရှိချုပ်ရေဘုချုပ်သူရတက်ဆွေကစီရင်ရင်များအားတက်တော်ဝင်စီရင်ရင်များဖြင့်ကြီးညာပြီးနောက်စီရင်ရင်များမှာအလံတော်များလွှင့်တင်ခြင်းနဲ့တက်တော်ဝင်လုပ်ငန်းစဉ်များကိုအစီအစဉ်အတိုင်းဆောင်ရွက်ကြပါတယ်။ အရင်နောက်တမရော်ကာဝေးဦးစီးချုပ်နဲ့ဖောက်ခွင်များသည့်စစ်ရေးရင်မဟာဗန်နူလာကိုရောက်ရှိကြရာစစ်ရေးရင်တာဝန်ကြားတပ်ဖွဲ့ကကြိုးစိုးလေးပြုကြပါတယ်အရင်နောက်တမရော်ကာဝေးဦးစီးချုပ်နဲ့ဖောက်ခွင်များသည့်စစ်ရေးရင်မဟာဗန်နူလာတွင်လှည့်လည်ကြည့်ရှုကြရာစစ်ရေးရင်မှုကရှင်းလင်းပြသပါတယ် ဲ့ဒီနောက်စီရင်ရင်အောင်စေရကိုရောက်ရှိကြရာတမတော်ကာဝေးဦးစည်းချုပ်အားစီရင်ရင်ဂုံပြုတ်တပ်ဖွဲ့ကကြိုးစိုးလေးပြုကြပြီးအမြောင်များပစ်ဖောက်ကဂုံပြုတ်လေးပြုပါတယ်။ အဲ့ဒီနောက်တမတော်ကာဝေးဦးစည်းချုပ်သည်ကွန်ပျူတာဖွဲ့ရဲ့လေးပြွေးခြင်းကိုခံယူကာကွန်ပျူတာဖွဲ့ကိုစစ်ဆေးပါတယ်။ ဆက်လက်ပြီးတမတော်ကာဝေးဦးစီးချုပ်အားစစ်ရေးရင်တော်ထားဦးဆောင်တဲ့တမတော်ရေးရဲ့စစ်ရေးရင်များကပုံပြူမောင်းနှင်ခြေတက်လေးကြွကြပါတယ်။ ဲ့ဒီနောက်တမတော်ကာကွယ်ဦးစီးချုပ်အားကာကွယ်ဦးစီးချုပ်ရေကအမြောက်ပြဖောက်ဂုံပြုတ်လေးပြုထားတဲ့ပထမဆုံးကြည်စံကိုအထိမ့်မှတ်လက်ဆောင်ဖြစ်ပေးရပါတယ်ရင်းနောက်တမတော်ကာဝေးဦးစီးချုပ်ကစစ်ရေရင်များဂုံပြုတ်မောင်းနှင်ချစ်တဲ့လေးပြူရမှာပါဝင်ခဲ့ကြတဲ့စစ်ရေရင်မှုများကိုအမှတ်တရလက်ဆောင်ပစ္စည်းများပေးရပါတယ်။ အရင်နောက်တမရော်ကာဝေးဦးစီးချုပ်နဲ့ဖောက်ဝင်များသည့်တမရော်ကြီးရဲ့စီရီယန်တိဆောက်မှုတမိုင်းနဲ့ရေတက်ဆိုင်ရာပစ္စည်းများထုတ်လုပ်မှုပြကန်း motivation hall တွင်လှည့်လည်ကြည့်ရှုကြရာကာဝေးဦးစီးချုပ်ကြီးကရှင်းလင်းပြသခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။